အဲ့တော့ကျွန်တော်အခုစတင်ပြီးတော့ဗောဓဟူသာသမီရာဟုသာသမီတို့စဟောကြားပေးမှာဖြစ်ပါတယ်ပမာဦးဆုံးကတ်ကတော့ဗောဓဟူသာသမီရာဟုသာသမီတို့ရဲ့စီးပွားရေးနဲ့ပတ်သက်တဲ့ကတ်ဖြစ်ပါတယ်ကတ်ရဲ့နမိတ်ပုံရိပ်ဒီမှာဗာပြသနေလဲဆိုတော့ဗောဓဟူသာသမီရာဟုသာသမီတို့ဟာယုံကြည်မှုလဲမာတာမျိုးတွေယဉ်နေမြုံတာမှုလဲမာတာမျိုးတွေသုံးမချက်လဲမာတာမျိုးတွေဟာကိုယ့်ရဲ့လုပ်ငန်းတွေမှာဆုံးရှုံးနေတာမှုတွေဖြစ်ပေါ်လာမဲ့ အချိန်တိုင်းတာတစ်ခုလို့ကျွန်တော်ကတ်ရအောင်ပေါ်ပြထားတာဖြစ်ပါတယ်အထူးသဖြင့်တော့လုပ်ငန်းလှုပ်ဆောင်တဲ့အခါမှာအတွေးခေါ်မှာအဆုံးပြတ်မှားတွေကျွန်တော်တို့တွေ့ကြုံလာရတတ်ပါတယ်ဒါကြောင့်မလို့မိမိကိုယ်တိုင်တည်ကြစဉ်းစားဆုံးဖြတ်ပြီးတော့မှကိုယ့်ရဲ့လုပ်ငန်းကိစ္စရင်းနဲ့ပတ်သက်ပြီးလှုပ်ဆောင်ပါလို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်အထူးသဖြင့်ကတော့ရဝေးမှာရှိနေတဲ့ရေချမ်းမြေချမ်းမှာရှိနေတဲ့လူတွေနဲ့ပူးပေါင်းပြီးလှုပ်ဆောင်တဲ့လုပ်ငန်းတွေစက်သူရှယ်ယာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေ အများနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာကိုယ့်ရဲ့စဉ်းစားဆုံးဖြတ်မှုလွယ်မမှုကြောင့်မိပြတ်တာမျိုးစီးပွားရေးနဲ့ပတ်သက်ပြီးမိတ်ဆွေအပေါင်းအသင်းတွေနဲ့အထင်လွဲတာမျိုးတွေတွေ့ကြုံလာရတတ်ပါတယ်။ဒါကြောင့်မလို့စီးပွားရေးကိစ္စနဲ့ပတ်သက်ပြီးလှုပ်ဆောင်တဲ့အခါမှာတိတိကျကျလေ့လာသုံးသပ်ဆုံးဖြတ်ပြီးတော့မှဆုံးဖြတ်ချက်ချလှုပ်ဆောင်စေချင်ပါတယ်။နောက်တစ်ခုတော့တွေ့ကြုံလာမဲ့ဘဒူသာသမီရာဟုသာသမီတွေရဲ့ငွေကြေးကိစ္စနဲ့ပတ်သက်တဲ့ဘိုင်းဖြစ်ပါတယ်။ ငွေကြီးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာကိုယ့်ရဲ့အိမ်တွင်းကိစ္စတွေမှာငွေကုန်ကြေးကျများနေတာမျိုးတွေဒါမှမဟုတ်လို့ရှိရင်ငွေကြီးကိစ္စတွေနဲ့ပတ်သက်ပြီးကိုယ့်ရဲ့ဆရာသမားမိဘတွေကိုကူညီပေးရတာမျိုးတွေဒီလိုအချိန်ကာမျိုးမှာတွေ့ကြုံလာရတတ်ပါတယ်။ဒါတကငွေကြီးကိစ္စတွေနဲ့ပတ်သက်ပြီးရှာဖွေတဲ့အခါမှာငွေဝင်ခံဤတိုင်းငွေဝယ်ခံဤတိုင်းမှာပြဿနာတစ်ခုမှတစ်ခုဖြစ်လေရှိပါရဲ့။ အမိမိနေတဲ့ဒီနေ့ပြဿနာတစ်ခုခုဖြစ်တယ်ပြဿနာတစ်ခုခုဖြေရှင်းရတယ်အခက်အခဲတစ်ခုဖြေရှင်းရတယ်ဆိုရင်နောက်လာမယ့်တရက်နှစ်ရက်မှာငွေဝင်ဖို့အကြောင်းတရားတွေပေါ်ပေါက်လာတာမျိုးတွေတွေ့ကြုံလာတတ်ပါတယ်။ဒါကြောင့်မလို့ဘောဓဟုသာသမိရောက်သာသမိနေတဲ့ကိုယ်နေတဲ့ပြဿနာတွေဖြေရှင်းပြီးပြီးပြဿနာတွေဖြစ်ပြီးသွားပြီဆိုရင်နောက်လာမယ့်တရက်နှစ်ရက်မှာကိုယ့်အတွက်ငွေကြေးကပ်နေပွင့်လင်းနေတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ဘောဓဟုသာသမိရောက်သာသမိတွေရဲ့ဈာမကြီးဒိစာရဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်။ ကျမရဲ့ကိစ္စရင်းနဲ့ပတ်သက်တဲ့အပိုင်းမှာအစုပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့နှလုံးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့အားနေပါတယ်နှလုံးရောဂါရှိတဲ့လူတွေအစုပ်ရောဂါရှိနေတဲ့လူတွေပုံမူပြီးတော့ဂျူးဆိုက်ဆင်ကျင်တက်ပါတယ်စိုးဝါးစွာဖြစ်ပေါ်လာတာမျိုးမဟုတ်ပဲနဲ့အစုပ်နှလုံးတွေကိုယ်ကိုဒုက္ခပေးတာမျိုးတွေအသက်ရှူကျတာမျိုးတွေတွေးကြုံလာရတတ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဗောဓုသာသမီရာဟုသာသမီတွေတွေးကြုံလာမဲ့အခြေအကိစ္စရင်းနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ် အခြေအကိစ္စမှာဒီချိန်မှာကောင်းမွန်နေတဲ့အခြေအေကိုဖော်ပြထားခြင်းဖြစ်ပါတယ်။ဒါကြောင့်မလို့အခြေအကိစ္စတွေမှာကံကောင်းခြင်းတွေရရှိမယ်အေဂျင့်ချင်းတွေတည်ငြိမ်ခြင်းတွေရရှိမယ်အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်။အစမပြေဖြစ်နေတဲ့ချစ်သူကြီးစားတွေပြန်လဲအစင်ပြေဖို့အတွက်အချိန်ကကောင်းတစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ဘောတဟုသာသမီရာဟုသာသမီတွေဒီ၅လပိုင်းမှာအခြေအကိစ္စတွေနဲ့ပတ်သက်ပြီးတည်ငြိမ်ခြင်းအာပြီးွားတဲ့ခါကျကျွန်တော်တို့အေဂျင့်ချင်းတွေပေါ်ဆောင်လာမဲ့အခြေအနေပိုင်းခြားတစ်ခုကိုကြုံတွေ့နိုင်ရမှာပဲဖြစ်ပါတယ်။ တခုတော့ရှိတာပေါ့နော်အာချစ်သူနဲ့ခေတ္တခဏခွဲခွာတာမျိုးတွေဒါမှမဟုတ်လို့ရှိရင် ရဝင်းကနေစင့်ချစ်သူနဲ့ချစ်ကြိုက်မိပြီးတော့တွေ့ဆုံမှုတွေခက်ခဲတာမျိုးတွေတော့အနေချင်းရှိကောင်းရှိနိုင်ပါလေအခြေကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကံကောင်းခြင်းတော့ရရှိရဲ့ထို့တော့ချစ်သူနှုတ်ဆုံတွေ့ဖို့တော့ကတော့နည်းနည်းလေးအခက်ခဲတွေနည်းနည်းလေးရှိနိုင်တဲ့အခြေအနေကိုဖော်ပြထားခြင်းဖြစ်ပါတယ်ဒါတကောတော့အိမ်တော်ကြီးကိစ္စတွေနဲ့ပတ်သက်တဲ့ဘာဖြစ်ပါလဲ ဒီအချိန်မှာကိုယ့်ရဲ့အိမ်တွင်းကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းမှာသူများအပြစ်တင်ဝေဖန်ပြောစရာတွေတွေ့ကြုံလာတတ်ပါတယ်။ဒါကြောင့်မို့နှစ်ဖက်အတိုင်းဝိုင်းနှစ်ဖက်မိသားစုကြားထဲမှာအိမ်တော်ကြီးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာပြောစရာ ထောက်ပြစရာတွေကြုံတွေ့လာရနိုင်ပါတယ်။နောက်တစ်ခါအိမ်အပြောင်းအိမ်ရွှေ့ဌာနအပြောင်းရွှေ့တွေခက်ခဲတာမျိုးတွေနဲ့ပတ်သက်ပြီးတွေ့ကြုံလာတတ်ပါတယ်။မိသားစုနဲ့အတူခရီးစဉ်စီစဉ်ထားတဲ့ကိစ္စတွေပြက်ပြက်သွားတာမျိုးတွေနဲ့ပတ်သက်ပြီးတွေ့ကြုံလာတတ်တယ်။ ကိုယ့်ရဲ့ဇနီးမယားကိုယ့်ရဲ့သားသမီးနေထိုင်မကောင်း ဖြစ်တာမျိုးတွေဒီလိုအခြေအနေမျိုးမှာတွေ့ကြုံလာရနိုင်ပါတယ်။နောက်တစ်ခုကတော့တွေ့ကြုံလာမဲ့ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။လက်အောင်ငယ်သားတွေနဲ့အဆင်မပြေတာတွေပြောင်းလဲပြီးတော့အဆင်ပြေတက်မြက်လာမဲ့လောက်ဖို့ကြိုက်ပတ်ဒီစီကနေစဉ်အကူအညီထောက်ပံ့မှုကောင်းတွေရရှိလာမဲ့အခြေအနေအပိုင်းအခြားတစ်ခုဖြစ်ပါတယ်။အကြလူကြီးတွေစီရနေစဉ်တင် जा မှုကောင်းလမ်းပြမှုကောင်းတွေလုပ်ငန်းခွင်မှာတွေ့ကြုံလာရနိုင်ပါတယ် ။နောက်ချက်ကတော့တွေ့ကြုံလာပဲဗောဓဟုသာသမိယာဟုသာသမိတွေရဲ့ကျွန်တော်တို့ဒီဟောပေါ့ပညာရေးနဲ့ပတ်သက်တဲ့ကံအပိုင်းချပါတော့။ပညာရေးနဲ့ပတ်သက်တဲ့အပိုင်းချမှာတော့ဗောဓဟုသာသမိယာဟုသာသမိတွေနဲ့အမှန်တရားအကောင်းနေတဲ့ကာလအပိုင်းချတစ်ခုဖြတ်ကျော်နေတဲ့အချိန်ဒီပိုင်းချတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မို့ဒီလိုအချိန်ဒီပိုင်းချမျိုးမှာပညာရေးနဲ့ပတ်သက်ပြီးကိုညီထောက်ပံ့မှုကောင်းနေရရှိလာမယ်ပညာအသစ်ဆန်းပညာအထူးဆန်း ဒါမှမဟုတ်လို့ရှိရင်ကိုမတိမတတ်သေးတဲ့အသိပညာအသက်ပညာတွေစီးပူးလေ့လာခွင့်ရမယ့်အခြေအနေပိုင်းခြားတစ်ခုလည်းဖြစ်ပါတယ်။နောက်ဆုံးပြန်ရှိတဲ့နိုင်ငံသားနဲ့ပတ်သက်တဲ့ခရီးစဉ်နိုင်ငံသားနဲ့ပတ်သက်တဲ့ကံအကောင့်နေတဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်။ဒီလိုအခြေအနေပိုင်းခြားမျိုးမှာနိုင်ငံသားကိုအခုမှသွားဖို့အတွက်စတင်လှုပ်ဆောင်နေတဲ့လူတွေပုံမှန်ပြီးတော့အကောင့်ပါတယ်။လှုပ်ဆောင်နေတဲ့လူတွေကလည်းအခြေအနေအစိုးရနဲ့အကောင့်ဘက်ကိုဦးတည်လာတဲ့အတွက်ကြောင့်မို့နိုင်ငံသားသွားဖို့အတွက်ကံခွင့်လန့်နေများစွာရရှိလာနိုင်တဲ့အခြေအနေပိုင်းခြားတစ်ခုလည်းဖြစ်ပါတယ်။ အဲ့ဆိုလို့ရှိရင်ကျွန်တော်ဗောဓဝုသာသမိရာဟုသာသမိရဲ့ကပိုင်းခြားတွေကိုသုံးသပ်ဟောကြားပြပြဖြစ်တဲ့အတွက်ကြောင့်လို့ကျွန်တော်ရဲ့ဗောဓဝုသာသမိရာဟုသာသမိမိတ်ဆွေပေါင်းလဲ၅လပိုင်းမှာအကိုကြီးချမ်းသာခြင်းစိတ်ချမ်းသာခြင်းတွေရရှိပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်